အဲလူကြီးမင်းကြီးရတာစိတ်ညစ်နေတဲ့ပုံပဲကျွန်တော်စော့နေရိုက်ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေဒီဂိမ်းလေးထဲမှာဖနက်တွေစီးလို့ရတယ် Blancyaga Hoodie တွေဝတ်လို့ရတယ် Travis Scott ရဲ့ show ပွဲတွေလည်းကြည့်လို့ရတယ် Travis Scott အနေနဲ့ပါစော့လို့ရပါသေးတယ် Fortnite ပါ Fortnite ကိုစော့လာတာကျွန်တော် ာနေ့ကျတော့တော့ရှိပြီတခြားဘက်တရီဂိမ်းတွေကစောတဲ့သူတွေနဲကုန်ဓာတ်ကုန်ပြီးတည်ဆွမ်းကုန်တဲ့အချိန်မှာကြန့်ရှိနေသေးတဲ့အအောင်မြင်ဆုံးနံပါတ်1ဘက်တရီဂိမ်းလို့ပြောရင်ရတယ်အဖက်ဂျီကိုခိုးရတဲ့ဆိုပြီးတရားစွဲလဲခံရသေးတယ်လွင်ပြည့်ဒီနေ့မှာတော့ Fortnite ရဲ့ gameplay တွေ game mode တွေစာ Fortnite အောင်မြင်စွာရှင်သန်ကျင်းရည်နေခြင်းနောက်ကရအကြောင်းရင်းတွေကိုပြောကြည့်ကြပါမယ် Fortnite ကစက်တာချင်းမှာတွေးဆိုးဖို့ကောင်တွေလက်ထက်ရလွတ်မြောက်ပြရတဲ့ game လို့အကြံပြုပြောလို့ရတယ် player တွေချင်းချင်းပြရတဲ့ဒီနေ့လို game မျိုးမဟုတ်ဘူးဒီကြတဲ့ game ကလည်းဒေါ်လာ40မြန်မာငွေ တသိန်းခွဲလောက်ပေးပြီးဝယ်ဆော့ရသေးတယ်အဲ့တော့ဒီကိန်းကတက်ပြီးဖော့ပြလာမှဖြစ်ဘူးလူကြိုက်နဲတယ်ဒါပေမဲ့ရေကန်အသင့်ကြာအသင့်ဆိုသူပဲဖက်ကြီးဆိုတဲ့တနက်ပြတဲ့ဂိမ်းတစ်ခုပေါ်လာပါတယ်လူအယောက်တရာကိုလင်းဘောကနေချပစ်လိုက်တယ်အဲ့လူတွေကဒီမြေပုံအကြီးတစ်ခုထဲမှာတနက်တွေလိုက်ကောက်ပြီးရင်တယောက်ဒါမှမဟုတ်တစ်ဖွဲ့ပဲရှင်တန်ကျင်ရတဲ့အထိတိုက်ခဲ့ရတယ်ဂျာပြက်ပြောရရင်တရုတ်အစိုးရကဒီတယောက်ပဲကျင်ရတဲ့ concept ကြီးကသူတို့ရဲ့ social media lens water နဲ့မကိုက်ညီလို့ဆိုပြီးတော့ဖက်ကြီးပါဝင် battery game နေအားလုံးတရုတ်ပြည်မှာဖမ်းလိုက်တယ်နောက်ဆက်ကုနောက်ပိုင်းမှာသူတို့ရဲ့စံတုံသူတို့ ွယ်သတ်မှတ်ချက်နဲ့ကိုက်ညီအောင်ပြုပြင်ထားတဲ့ Federal Game တွေကိုပြန်ခွင့်ပေးတယ်ပေါ့ဒီလိုနဲ့ Fortnite ရဲ့မူရင်းဂိမ်း Save the World ကအဆင်မပြေဖြစ်နေတဲ့အချိန်မှာ PUBG ကအရင်ကအောင်မြင်တဲ့ဂိမ်းကြီးတစ်ခုဖြစ်လာတယ်နိုင်မကြီး streamer လို့ပြောရမယ် Shroud တို့ Dr. Disrespect တို့ရဲ့ video clips တွေကလည်း PUBG ရဲ့အောင်မြင်မှုကိုအရှင်ပိုတက်စေခဲ့တယ်လို့ပြောရမယ်ဒီလိုနဲ့ Fortnite က Fortnite Battle Royale ဆိုပြီးတော့ PUBG ပုံစံမျိုးလိုက်ထုတ်လိုက်တယ် PUBG ဟာဒေါ်လာ30လောက်ပေးပြီးဝယ်ဆိုရတဲ့အချိန်မှာ Fortnite က free to play ဆိုပြီးတော့အခမဲ့ဆော့လို့ရတယ်ဆိုပြီးတော့လိုက်ပြိုင်တယ် PUBG ရဲ့ Fortnite နိုင်ကိုတယောက်ဆဲဖို့စပြီးကြိုးစားပါတယ်။ကောလာဟာလာတွေကြားထဲမှာကောလာမဟာလာတွေကြားထဲမှာ Fortnite haters တွေကြားထဲမှာ Fortnite က PUBG ကိုလိုက်ခိုးပြီးထုတ်ထားတဲ့ game ဆိုပြီးနာမည်ကြီးတယ်။ဒါပေမဲ့တရားဥပဒေအရတကယ်ခိုးထားလားဆိုတာကိုစစ်တဲ့အချိန်မှာတော့လူအယောက်တရားတနက်ကင်ပြီးတယောက်ပဲကျန်နေတဲ့ချားရတဲ့ concept က PUBG စီရယူထားတာလို့ပြောလို့ရတယ်။ဒါပေမဲ့ Fortnite စီမှာမတူတာက insaut တဲ့ concept တစ်ခု ထပ်ပါပါသေးတယ်။တနက်ပြတဲ့ game မဟုတ်ဘူး။ insaut တဲ့ game လေးပါပေါ့နော်။ Fortnite ရဲ့ကစားတီးရ materials တွေစုအဆောက်အဦးတွေစောက်ပြီးရင်အဲ့အဆောက်အဦးတွေ တွေကိုကာဗာယူပြီးပြည့်အဲ့လိုမျိုးသွားတဲ့အချိန်မှာတစ်ဖက်က PUBG ကတော့ realistic ဆန်ဆန်တိုက်ခိုက်တဲ့ဘက်ကိုသွားတယ် Fortnite ကတော့ tower ရောက်ပြီး fancy ဆန်ဆန်ကလေးလူကြီးမျိုးဆိုးလို့ရတဲ့ game ပုံစံဖြစ်နေတယ်အလုံးနဲ့ PUBG ရဲ့တရားစွဲဖို့ကြိုးစားမှုကမအောင်မြင်ခဲ့ဘူးနောက်ထပ် PUBG ရဲ့အားနည်းချက်က back the era တွေများတယ်ပိုဆိုးတာ PUBG ကိုစော့ဖို့အတွက်ကျွန်တော်တို့ hardware requirements တွေကလည်းတော်တော်လေးများတယ်စက်တိုင်းနဲ့စော့လို့မရဘူးအတိုင်းအတာတကူတည်းခက်မြင့်မြင့်ဆင်ထားတဲ့ PC တွေနဲ့မှစော့လို့ရတယ်အဲ့အချိန်မှာ Fortnite ရဲ့စောက်ရဲနာမည်ကြီးတဲ့ Unreal Engine ကတော့ကျွန်တော်တို့ PC Xbox PlayStation Switch iOS Android ဖုန်းတွေနဲ့ပါဆော့လို့ရတယ်ဗျာအဲ့တော့တကယ်တမ်းသူတွေကိုတင် gaming performance ပိုင်းမှာကျတော့ PUBG က Fortnite ကိုရည်ရှိမှာမရှိနိုင်ခဲ့ဘူး Fortnite က PUBG ရဲ့ battle royale concept ကိုကူးခြားထားတယ်လို့ပြောရင်အတိုင်းအတာတစ်ခုထိမှန်တယ်ဒါပေမဲ့နဝေမချိုတဲ့အမှန်တရားတစ်ခုကပို့ပြီးတော့ကောင်းကူးခြားသွားခဲ့တယ် Fortnite ရည်ရှိရည်တည်နေတဲ့နောက်တစ်ချက်ကလူတွေဘာကြိုက်လဲဆိုတာအရင်လေ့လာတယ်ခင်ဗျ anime fan လား Naruto fan လား Naruto skin နဲ့ဆော့လို့ရတယ် Batman အရင်ကြိုက်တာပဲလား Batman နဲ့ဆော့လို့ရတယ်ဘာလို့တော့ John Wick ပဲကြိုက်တာဆိုရင် John Wick လည်းရှိတယ် Eminem န်တို့ Travis Scott တို့ LeBron James တို့ကအစားရှိတယ်။ကျွန်တော်တို့ကြိုက်တဲ့အရာတွေနဲ့သူ့ဂိမ်းကိုကြံ့ရုံဆွဲဆောင်တယ်။ဂိမ်းဒီမှာမြင်ရခဲ့တဲ့ in-game concert တွေကို live အနေနဲ့ပါတိုက်ရိုက်ဖြိုပြပေးသေးတယ်။ Travis Scott ရဲ့ Fortnite တွေက live concert တိုက်ရိုက်ဖြိုပြမှုကတော်တော်လေးကိုသဘောကျစရာ game changing moment တစ်ခုဖြစ်ခဲ့တယ်။ Vision အရန်ကောင်းတယ်ပြောရမလား။ Collaboration အရန်ကျန်းတယ်ပြောရမလား။တရားတစ်ခုကတော့လူတွေဘာကြိုက်လဲဆိုတာသိတဲ့စီးပွားရေးတစ်ခုကအကြိုက်ရတဲ့နေလို့ပြောရင်ရတယ်။အဲ့လိုပြောလိုက်လို့ Fortnite မှာကောင်းတာတွေပဲရှိနေတာတော့မဟုတ်ဘူး။ Fortnite ရဲ့အဓိကဝင်ငွေက game ရ skins တွေ battle pass တွေ ကိုရောင်းစားတာအဲ့ဒါနဲ့တင်တစ်နှစ်ကိုဝင်ငွေဒေါ်လာ6ဘီလီယံလောက်ရနေတယ်ဒီထဲမှာ tag pattern လို့ခေါ်တဲ့ဒီ gainia skins တွေ gainia items တွေကိုမဝယ်ခြင်းဝယ်ခြင်းလာအောင်လိုလဲကူကူဝယ်ပြတ်သွားအောင်သူကကျွန်တော်ရဲ့ credit card ကို store လုပ်ထားတယ်တင်ထားတယ်ကျွန်တော်ဝယ်ခြင်းနဲ့ဆိုရင်တစ်ချက်နှစ်လောက်နဲ့တန်းဝယ်ပြီးသားပဲစိတ်မပြောင်းသွားခင်မြန်မြန်ဆန်ဆန်လိုလဲကူကူဝယ်လို့ရအောင် UI တွေကိုတိဆောက်ထားတယ်အဲ့ဒီပြင်တချို့အရန်မိုက်တဲ့ items တွေရန်မိုက်တဲ့ skins တွေဆိုလို့ရှိရင်သူကအခုဝယ်ရင်ဝယ်နောက်ပိုင်းဆိုမရတော့ဘူးဆိုပြီးတော့ FOMO တွင်းပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့ဝယ်အောင်ကျွန်တော်တို့ပတ်စံသုံးအောင်လုပ် ုပ်တယ်ဒီလို deck pattern တွေကိုတုံးခဲ့တဲ့အတွက်2022ခုနှစ်မှာ American Soya ကိုတဲ့ Copper ဆိုတဲ့ဥပဒေနဲ့ Fortnite ကိုဒေါ်လာတန်း920တန်ကြီးရိုက်ခဲ့တယ်အထက်က295တန်း Soya ကိုတန်ကြီးဆောင်ရတယ်ကျန်တဲ့245တန်းကတော့ user တွေကိုပြန်ပြီးတော့ refund လုပ်ပေးရတယ်ပေါ့အဲ့လိုပြောတော့ကျွန်တော်တို့အခုစောင့်နေတဲ့နာမည်ကြီး Mobile Legends တို့ PUBG Mobile တို့မှာလည်းဒီမျိုးစနစ်တွေအများကြီးပဲပေါ့နော်ဒါပေမဲ့ပတ်စံအရန်ရှာတတ်တဲ့ game community လို့ပဲပြောရမယ်ဘလောက်ထိရှာတတ်လဲဆိုရှင်အခုကျွန်တော်တို့ game နဲ့မှာဖနက်တွေပါ0ရနေပြီ fuck ဖနက်တွေ ြောင်း VBAT 6လောက်ကစတယ်အမြင်မှာနာမည်အရန်ကြီးတဲ့ Brickbank Big to Black Tour လို့ဖတ်တယ်ဆိုရင် VBAT 1000လောက်ပေးရတယ် VBAT 1000ဆိုမြန်မာငွေ4000လောက်ရှိတယ်အမြင်မှာမဝင်နိုင်တဲ့ဖက်တွေကိုငါတို့တော့ဂိမ်းထဲမှာဝင့်မယ်กว่าဆိုပြီးတော့ကိုရီလိုငမွေးတွေကတော့ချတာပေါ့နော် Fortnite က Sneaker Culture တွေကိုအတင်းတိုးဝင်လာပြီး FOMO တွေထည့်နေတာဘယ်သူမှမခံခင်ကျွန်တော်တော့ခံနေရတယ်ပေါ့နော်ဒါမှလည်း မိုက်တော့မိုက်တယ်ကဲတည်ရမလားနရင်ပိတ်ကြိုက်ခံရတာတည်တယ်ကြိုက်တာအဲဒီယိုနဲ့ဖြစ်နေရဆိုမျိုး anyway နောက်ဆုံးအနေနဲ့ပြန်ချုပ်ရရင် Fortnite ကဖက်ပြီစီရ Battery concept ကိုကျွန်တော်ပြောတဲ့ Steel Legend Artist တရားလိုပဲ Steel လုပ်သွားတယ်ခိုးချသွားတယ်ပေါ့ဒါပေမဲ့ပိုကောင်းတဲ့ version တစ်ခုပုံစံမျိုးပြောင်းလဲပြုပြင်ဖန်တီးခဲ့တယ်လူတွေရဲ့စိတ်ဝင်စားမှုအမြဲတမ်းရနေအောင်စဉ်ဆက်မပြတ်အားထုတ်တယ်ရေရှိရက်တည်နိုင်အောင်လို့ရသမျှနီးပေါင်းစုံနဲ့ပတ်စံရှာတယ်ဂျင်းထဲခံနေရတယ်လို့သိရင်တော့မှဒီ skin ကတော့ငါ့မှာရှိတင်တာပဲဆိုတော့မျိုးကစားသမားတွေခံစားရအောင် လုပ်ပေးနိုင်တယ် Fortnite ကိုပစားနေတဲ့သူတလောက်တန်းတရာကျော်ရှိတယ်ဆိုတဲ့ record အကြီးနဲ့ Char Battery Game တွေ9000မကတ်နိုင်အောင်လည်းဖြတ်ချထားနိုင်လို့မယ်အဲ့တော့ Fortnite က active မရှိတဲ့ game ဖြစ်ခဲ့တာလားဒါမှမဟုတ်တကယ်တော်တဲ့ game company တခုပဲလားလို့ထင်လဲ comment မှာပြောလို့ရပါတယ် This that shit to make a mall go dummy naga